အဒန်ဖလန်စီနဲ့ကတ်အကြောင်းလေးကိုနည်းနည်းပြောပြမယ်။ဘမဝယ်ရမလဲ။ဘလို့သုံးရမလဲ။ဘလို့အဲရာလေးရှိတယ်။ဖလန်စီနဲ့ကတ်နဲ့ယူကတ်နဲ့ဘလို့ခွဲခြားရမလဲဆိုတာကိုဒီနေ့ဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဗီဒီယိုလေးစပါမယ်ဖလန်စီနက်ကြောင့်တော်တော်များများစိတ်ဝင်စားနေလို့ကျွန်တော်တခြားပြန်ပြီးရှင်းပြမယ်ဖလန်စီဖလန်စီနက်ကတ်နဲ့ကျွန်တော်အက်တန်ယိုယိုကတ်နဲ့ကွာခြားချက်ကိုတစ်ချက်ပြောပြပါမယ်ဖလန်စီနက်ကတ်ဆိုတာက တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ wifi ကက်လို့တနည်းအားဖြင့်ပြုတ်လို့ရတယ်ပေါ့နော် internet only ပဲသုံးလို့ရမယ် wifi set လေးတွေမှာထည့်ပြီးတော့မှအိမ်မှာရှိတဲ့သူတွေတကယ်ချင်းနေအကုန်လုံးပေါ့နော် wifi ရှိပြီးသုံးလို့ရတယ်ဘလို့သုံးရမလဲဆိုတော့ပြောပြမယ်အဲ့တော့ wifi set လေးတစ်ခုဝယ်လိုက်ပါပြီး flancy network ကိုဝယ်ပြီးတော့မှ3000တန်ကစ်တရာဝယ်လိုက်ဝယ်ပြီးတော့မှ wifi set တက်ထည့်ပြီးတော့မှ9ရောက်လောက် share သုံးလို့ရပါတယ်အဲ့တော့တော့တလောက်ကိုကျွန်တော်တို့ gig 2ရောက်တကယ်ချင်း9ရောက်သုံးမဲ့သူ gig 2ရောက်လောက်သုံးနိုင်တယ်ဆိုရင် 6000ပဲကြာမယ်6000ဆိုတော့တယောက်ကိုဘယ်လောက်ကြာမလဲဗျာ9ယောက်သုံးမယ်ဆိုတော့ဟုတ်တယ်မလားအဲ့တော့တော်တော်တက်တာပါကြီးပေါ့နော်အဲ့တော့တခုချီတဲ့ကတော့ဝယ်တဲ့ဝယ်တဲ့မြို့ရဲ့ဝယ်တဲ့မြို့ရဲ့ location ကိုတော့သွားပြီးချင်းပြရမယ်ဥပမာမန္တလေးလားမန္တလေးတောင်ကြီးမင်းဘူးမကွေးပဲခူးအကုန်ရတယ်ပေါ့နော်ကျွန်တော် location ရှင်းတာလေးကိုလည်းအပ်ပြီးတော့ရဲ့အနောက်မှာပြောပြပေးထားအတန်ရဲ့ရိုးရိုးကတ်တဲ့ကွာတယ်ဆိုတော့ကအတန်ရိုးရိုးကတ်ကအကုန်လုတ်လို့ရတယ်လေမက်ဆေ့လည်းပို့လို့ရတယ်ဖုန်းလည်းပြောလို့ရတယ်ပေါ့နော်အင်တာနက်လည်းတခြားပက်ကေ့လည်းတုံးလို့ရတယ်ဒါပေမဲ့ဖန်လက်ဂျီနက်ကတ်ကတော့သူက ်အင်တာနက်ပဲသုံးလို့ရတယ်ပြပို့လို့မရဘူးဖုန်းပြောလို့မရဘူးပေါ့နော်သူ့ရဲ့ function ကအင်တာနက်သုံးဖို့တိတတ်ပဲထုတ်ပေးတာအတွက်ကြောင့် wifi ကတ်လို့တဏီယာပြပြောလို့ရတယ်အဲ့တော့သူ့ရဲ့ quasha ချက်ရူးရူးကတ်ရဲ့ flanging net ကတ်ရဲ့ quasha ချက်သူက flanging net ကဖုန်းနံပါတ်ပါတယ်ဖုန်းနံပါတ်ပါပေမဲ့ message နဲ့ဖုန်းနဲ့ပြောလို့တော့မရဘူးအဲ့တော့ flanging net ကတ်ဝယ်မယ်ဆိုရင် register လုပ်ဖို့အတွက်ဖုန်းနံပါတ်တစ်ခုလိုတယ်အဲ့တခုလိုတဲ့ဖုန်းနံပါတ်ကလည်း my dad ကလွဲပြီးတော့ကြံတဲ့စင်ကတ်တွေအကုန်ရပါတယ် လော့အင်ဝင်လို့မရတဲ့ပြဿနာလဲအဲ့ဒါတွေပဲကျွန်တော်တို့က browser ထဲသွားပြီးတော့မှ addan problem internet ဆိုပြီးတော့မှ addan ရဲ့ home page သွားပြီးတော့မှ log in ဝင်မယ်ဆိုရင်ကျွန်တော်တို့ရိုးရိုးတက်လီနော့ကတ်နဲ့မရပါဘူး register လုပ်ထားတဲ့တက်လီနော့ကတ်ပဲရမှာဖြစ်ပါတယ် login နဲ့ဆိုတာကဥပမာ location ချင်းပြီးတုံးလို့ရတဲ့အတွက်ကြောင့်အိမ်မှာလည်းမဟုတ်ဘူးတမျိုးမြို့နယ်တစ်ခုလုံးတုံးလို့ရတယ်ရန်ကုန်တိုင်းတစ်တိုင်းလုံးတုံးလို့ရတယ်ဘာလို့အထက်ပို့ပြီးတော့မှတုံးလို့ရပါသေးတယ်ရန်ကုန်တိုင်းမဟုတ်ပါဘူးတနင်္ဂနွေလုံးကိုလက်ပတ်ပြီးတော့မှတုံးလို့ရပါတယ်ဘာဖြစ်လို့လဲဆိုတော့သူက location ရှင်းပြီးတော့မှ သုံးလို့ရပါတယ်ဥပမာကျွန်တော်ကရန်ကုန်တိုင်းမှာ register လုပ်တဲ့ရန်ကုန်တိုင်းမှာ location ထားရဆိုရင်တော့ရန်ကုန်တိုင်းအတွင်းမှာသုံးလို့ရမယ်သို့ပေမဲ့ကျွန်တော်တို့ကရန်ကုန်တိုင်းကနေတော့ကျွန်တော်နေမန္တလေးသွားမယ်ဆိုရင်လည်းမန္တလေးတိုင်းဆိုတဲ့ဒီ location ချင်းပြီးတော့မှမန္တလေးမှာသွားပြီးသုံးလို့ရပါတယ်မြန်မာနိုင်ငံအတွင်းအကုန်လုံး Telenor တိုင်းပြီးတဲ့နေရာ Telenor line ကောင်းတဲ့နေရာအကုန်သုံးလို့ရပါတယ်အဲ့ဒါလေးတစ်ချက်သိသိကျွန်တော်ပါ